ပရိသတ်များအားလုံးမင်္ဂလာပါ KK Story ကနေ ပြန်လည်ကြိုဆိုလိုက်ပါတယ်ဗီဒီယိုလေးမစခင်မှာ VPN လေးခံပြီးကြည့်ရှုပေးကြဖို့မေတ္တာရက်ခံပါတယ်အမေတာအိမ်ပြန်ရောက်ပြီတာဘိုက်စာနေပြီအမေထမင်းခူးပေးပါတော့လားအခုနမှအိမ်ကိုပြန်ရောက်လာလေအရင်ဆုံးခြေလက်မျက်နှာဆေးလိုက်အောင်ပြီးမှပဲထမင်းခူးပေးမယ်ဟုတ်ပြီလားဟုတ်ကဲ့အန်ဒီဒါနဲ့အန်ဒီအမေဘာချက်ထားလဲရင်ကလေးတို့နှစ်ယောက်ရဲ့အမေကပဲပြားထမင်းကြော်လောက်ထားတယ်လေ တားတို့ရဲ့ဖေးလိုက်အတူတူစားကြမယ်အခုတော့ခြေလက်မြက်လာဆေးလောင်တော့ဟုတ်ပြီလားတီရီကဒီလိုပြောပြီးတော့ကလေးတွေကိုအိမ်ထဲခေါ်သွားလိုက်ပါတော့တယ်အဲ့နောက်မှာရာသားနဲ့မင်းခန့်တို့ကိုအဝတ်စားလေးပြီးခြေလက်မြက်နာတစ်ပေးလိုက်ပါတယ်တီရီကဒေါဟီမာရဲ့တမီးပါဒေါဟီမာကရွာမှာနေထိုင်ပြီးတော့အလေးလက်တန်းစားမိသားစုတစုက ဖြစ်ပါတယ်ဒေါဟီမာရဲ့မိသားစုမှာတားနှစ်ယောက်ချွေးမနှစ်ယောက်ညီနှစ်ယောက်သမီးတစ်ယောက်နဲ့ယောက်ျားဥပညာတို့ပါဝင်ပါတယ်။ သူတို့မိသားစုကနော်ရီကိုမွေးမြူပြီးတော့နော်နူရီရောင်းချကြပါတော့တယ်။အဲ့ဒီပြင်ဥပညာမလေးပဲလေးဤကတစ်ခုရှိပါသေးတယ်။အိကရရဲ့ပစံတွင်းနဲ့ပဲစားတောင်နေထိုင်နေကြတာပေါ့။အမရေကလေးတို့ရပိုက်စာနဲ့ကြပေးတဲ့။ဘယ်ပြထမင်းကျော်ကဘယ်တော့မှရမှာလဲ။အင်းချက်တော့ချက်တော့မယ်ညီမလေးရဲ့။ရရင်အမပြောမယ်လေ။တီဟရဲ့စကားကိုနားထောင်ပြီးတီရိကအိမ်ပြင်ကိုထွက်လာလိုက်သွားတယ်။ဒီချိန်မှာရင်းရင်ကအိနေကိုရောက်လာတော့တာပေါ့။တီရိရဲ့ ညီမလေးရဲ့အမအကိုမေးကြည့်လိုက် ပေပြားထမင်းကျော်ကဘယ်တော့ပြီးမှလဲလို့တီရွင့်ရဲ့ရင်းရင်ပြောလိုက် ပေပြားထမင်းကျော်ကရပြီတာယူတော့လို့အကိုရဲ့ပေပြားထမင်းကျော်ကရပြီတဲ့တာယူတော့တဲ့ဟာဟာကောင်းပြီလေဦးမင်းမောင်ကိုသိတယ်မလားမြို့မှာစားတောက်ဆိုင်ဖွင့်ထားတယ်သူလေသူ့ကိုပေပြားထမင်းကျော်ကိုကြွေးရင်လို့တီရီအကိုအတွက်ယူလာခဲ့ပြီဦးကောင်းပြီလေအကိုယူလာပေးခဲ့မယ်တာလီရရင်နားထောင်ပါကွယ် ပေချင်းနိဆိုင်မှာပဲနေဖို့စိတ်ကူးထားလဲကလေးတွေလည်းပိုက်ဆံနေကြပြီဆိုင်ရောက်ရင်ဝင်ရအောင်ပြောလိုက်အိမ်ကိုလာတော့လို့ပြီးကြတားဖ၃ယောက်သားအိမ်ကိုပြန်လာကြဟုတ်ကဲ့မေပေပြားထမင်းကျော်တောပို့ပြီးပြီးသွားရင်ဆိုင်ပြီးပြီးတော့တားလို့လာခဲ့လိုက်မေရင်းရင်ကဒီလိုပြောပြီးထွက်သွားလိုက်ရင်သူတို့ရဲ့မျိုးကဖောက်တဲ့ကိုထမင်းကျန်ပြေးလိုက်ပါတော့တယ်အဲ့နောက်မှာတားဖ၃ယောက်လုံးကဆိုင်ပိတ်ပြီးအိမ်ကိုပြန်ရောက်လာကြပါတယ် အင်ကိုရောက်လာတဲ့အချိန်မှာမိသားစုနဲ့အတူတူဘေးပြားထမင်းကျော်ကိုအပါတရားစားတောက်လိုက်တော့တာပေါ့။ဝါးဘေးပြားထမင်းကျော်ဆိုတာတောက်ခေါ်တာအမတီတာနဲ့တင်စားအမတို့ချက်တဲ့ဘေးပြားထမင်းကျော်ထက်ဘေးအရာမှစားမကောင်းတကယ်ပြောတာဘေးပြားထမင်းကျော်ကရဲဟုံစားကောင်းတာပဲတကယ်ပါဘေးပြားထမင်းကျော်ကရဲဟုံစားကောင်းတာပဲဒါကြောင့်လဲအိမ်မှာဘေးပြားထမင်းကျော်ချက်တဲ့အချိန်တိုင်းကိုရူကဒီစကားပဲပြောနေကြတာလေ တမီးတို့ကိုယ်တိုင်ကအဲ့လိုပဲပြားထမင်းကျော်လုံကျွေးတောင်ကိုဘဲတက်နိုင်မလဲ။ဒါလည်းချီးကျူးလိုက်နဲ့ပေါ့။ဒီလိုနဲ့ပဲတမီးသားစုလုံးကပျော်ရွှင်စွာနဲ့ပဲစားတော်နေကြပါတော့တယ်။ဒေါ်ဤမရဲ့မိသားစုလေးဟာပျော်ရွှင်စရာကောင်းတဲ့မိသားစုလေးဖြစ်ပေမဲ့ရုတ်တရက်ကြီးအခက်ခဲအကျက်တွေတွေဒေါ်ဤမရဲ့မိသားစုစီကိုဝင်ရောက်လာပါတော့တယ်။ဟဲ့ဘလို့ဖြစ်ပြီးမိန်ခတ်နဲ့ယာစာအစိုးရပြန်လာလဲ။အဖေလည်းတူတူပါလာသေးတယ်။အဖေဘာဖြစ်လို့လဲ။ကလေးတွေကကျောင်းဝနေဘလို့ရောက်လာလဲ။ တမီအိမ်ထဲကိုအရင်ဝင်ကြရအောင်ပြီးရင်ပြောပြမယ်။ဒါကတော်တော်လေးမကောင်းတာပဲ။ဘလို့ဖြစ်ပြီးရွာအကြောင်းပိတ်လိုက်ရတာလဲ။ဒါဆို ကျမရဲ့ကလေးတွေကိုပညာတက်ဖြစ်စေချင်တဲ့အိမ်ကပျက်စီးသွားမှာပေါ့။ကျမစဉ်းစားထားတာကျမရဲ့ကလေးကတခြားရွာသားတွေလိုဘဝကြီးကိုဒုက္ခမရောက်ပဲသူတို့ရဲ့အနာဂတ်ကိုတောက်ပစေချင်တာ။ဒီမှာကြည့်ကိုရရင်ကျမရဲ့ကလေးတွေကိုပါကိစားနဲ့မှပညာသင်တာမရက်စေချင်ဘူး။ဒီမှာကြောင်းမရှိတော့ဘာဖြစ်လဲ။မြို့ပေါ်တက်ပြီးကြောင်းနာပေးဖို့အတွက်ကျမအဆင်သင့်မယ်။ ဟုတ်တယ်ကိုဝင်းရံကျမလည်းကျမရဲ့သားလေးကိုပညာဆုံးတဲ့အထိသင်မဲချင်တယ်မြို့မှာသွားမှဖြစ်မယ်ဆိုရင်လည်းကျမသွားဖို့အဆင်သင့်မယ်ဟုတ်တယ်ကိုလည်းကိုရဲ့ကလေးကိုပညာတကြီးဖြစ်စေချင်တယ်ကိုလည်းမင်းတို့လိုပဲဆန္ဒရှိတယ်ဒါမဲ့မင်းတို့အားလုံးကိုရုညီကိုနှစ်ယောက်ကိုအနည်းဆုံးတပတ်လောက်တော့ချိန်ပေးပါကိုလိုလည်းတခုခုအဆင်ပြေအောင်လုပ်နိုင်မယ်ယာသားနဲ့မင်းခန့်တို့ရဲ့ကြောင်းကပြောင်းသွားပြီးတော့ရွာနီးနားကကြောင်းပါစားဆက်တင်ဖို့အတွက်ဖြစ်လာတော့တာပေါ့ ဒီကိစ္စအတွက်နဲ့တမိသားစုလုံးလည်းစဉ်ညင်နေကြပါတော့တယ်။ကလေးတွေရဲ့ပညာရေးနဲ့ပတ်သက်ပြီးတီရနဲ့တင်စာတို့ကလည်းအရင်ကိုစိုးရိမ်နေကြပါတယ်။တဖြည်းဖြည်းနဲ့ငားရကုံဆုံးသွားပါတော့တယ်။အခုချိန်ထိကလေးတွေဟာကြောက်မတက်ရသေးပါဘူး။ဒီလိုနဲ့ပဲတည့်ရမှာတော့ရာစာသားလေးနားထောင်သား။သားရဲ့ဖိတ်ဆိုင်သွားပြီးတော့နှုတ်ထမင်းလေးသွားဖို့ပြီးရင်နွားမလေးတွေအစာကျွေးဖို့လုပ်တော့နော်။မရဘူးမေ။ตาဂိမ်းစောလို့မပြီးသေးဘူး။ဂိမ်းစောလို့မပြီးမချင်းตาဘဲမှမသွားနိုင်ဘူး။ လေးရက်လောက်ကြောင်းမတက်လိုက်တာနဲ့တရိတ်ဆန်ဖြစ်လာတယ်။စားဖို့လည်းမသိတယ်လို့ကျွန်တော်ဘာမှမသိဘူး။ဒီနေ့နင့်ဖေလာပါစေအောင်။နင့်ကိုကြောင်းထားပေးမယ့်ကိစ္စကိုသေချာအောင်ပြောရမယ်။အမလည်းလေကလေးတွေရဲ့ပညာရေးနဲ့ပတ်သက်ပြီးစိတ်ညစ်နေတာဘာလို့ရမှန်းတော့မသိတော့ပါဘူးဟဲ့။တီရာနဲ့အတင်းစားတို့ကစကားပြောနေတဲ့အချိန်မှာပဲဝေယံနဲ့ရင်းရင်ကရောက်လာပါတော့တယ်။အဲ့နောက်မှာတော့ကလေးတွေရဲ့ပညာရေးနဲ့ပတ်သက်ပြီးနောက်ထပ်စိတ်ပူစရာမလိုတော့ဘူး။ကိုဝေယံဘလို့ဖြစ်ပြီးတော့လဲရှင်။ ကလေးတွေရဲ့အကြောင်းကဒီနားကမြို့ပေါ်ကိုပြောင်းသွားတာဒါကြောင့်ကိုရူလေးအကြောင်းရှိတဲ့မြို့မှာအိမ်ငှားလိုက်တာမနေ့ပြန်ကစပြီးတော့ကိုရူအဲ့ဒီအိမ်ကိုပြောင်းရွှေ့ကြမယ်ကလေးတွေရဲ့ပညာရေးလည်းရန်နာစရာမလိုတော့ဘူးအဲ့ဒါတွေကတော့ဟုတ်ပါပြီဒါပေမဲ့ကလေးတို့အလုပ်တွေအားလုံးကရွာမှာပဲရှိရလေဖောက်တယ်တွေအားလုံးကလည်းအမေတို့ရဲ့နွားမလေးရဲ့နွားနို့ပဲကြိုက်ကြတာဒီအလုပ်တွေကိုသားတော့ဘယ်လိုလုပ်မှာလဲအမေတခုကိုရယူခြင်းရင်တခုကိုဆုံးရှုံးရမှာပဲလေအမေအဲ့ဒီစကားကိုကြားဘူးတယ်မလား ကလေးကိုပညာတက်ကြီးဖြစ်စေခြင်းတော့တခုတော့ဆုံးရှုံးခံရမှာပဲ။ရွာဒီင်းကိုထားခဲ့ပြီးတော့မြို့ဝိုင်းကိုသွားရမှာပဲလေ။ဒါမှကလေးတွေရဲ့ပညာရေးကိုရှေ့ဆက်လို့ရမှာ။ကျန်တဲ့အလုပ်တွေနဲ့နွားမလေးတွေကိုတော့ကျွန်တော်တို့ညီကိုနှစ်ယောက်ပဲကြည့်လုပ်နိုင်မယ်။ဒါဆိုသားတော်ကမနဲ့စောရွာကိုလာပြီးတော့အလုပ်လုပ်ပြီးတော့ညနေကျတော့အိမ်ကိုပြန်မှာပေါ့အဲ့လိုလား။အကိုတို့ပြောနေသလောက်တော့လွယ်မယ်မထင်ဘူး။အခက်ခဲတွေအများကြီးနဲ့တွေ့ရမှာ။တီတီရဲ့ကလေးတွေရဲ့အနာဂတ်ကောင်းစားဖို့အတွက်ပညာသင်မဖြစ်ပါလေ။ ဒီလောက်တော့အခက်အခဲတွေကိုရင်ဆိုင်ရမှာပဲရင်းရင်ရဲ့စကားတွေကိုနားထောင်ပြီးတိတိက တိတ်သွားပါတော့တယ်ဝီယန်နဲ့ရင်းရင်တို့ကငယ်ဘဝတစ်လျှောက်လုံးသူတို့ရဲ့ဖိုးနဲ့အဖေတွေနေထိုင်ခဲ့တဲ့ဇာတိမြေတစ်ခုလုံးကိုကလေးတွေရဲ့ပညာရေးအတွက်နဲ့ဆွံ့လွတ်ခဲ့ဖို့အတွက်ဆုံးဖြတ်ချက်ကိုချလိုက်ပါတော့တယ်အဲ့နောက်မနေ့မှာတော့သူတို့တမိသားစုလုံးကပစ္စည်းတွေကိုထုတ်ပို့ပြီးမြို့ပေါ်ကိုတက်လာခဲ့ကြပါတယ်ယောဂမိသားစုကမြို့ပေါ်မှာပထမဆုံးအချိန်ဖြတ်တန်းတဲ့နေ့ရက်လေးတည့်ရက်လေးဖြစ်ပါတယ် မနက်ကလေးကမူးဖွဖွဲလေးတွေရွာနေပါတော့တယ်မနက်ကလေးကမူးရွာနေတာပဲမြို့ပေါ်ရောက်နေလို့ရွာမသားဆိုလေဆိုင်နေလောက်ပြီအဖေကလေဆိုင်ကိုစဉ်းစားနေတာကျွန်တော်ကတော့နွားနုပ်ဖို့ဖို့စိုးရိမ်နေတာနောက်ကြသွားရင်ဖောက်တယ်တွေအများကြီးဆုံးရှုံးသွားနိုင်တယ်အဲ့ဒါပဲပေါ့အဲ့ဒါပဲအမေကစိတ်ပူနေတာအခုတော့အခြေအနေတွေကပြောင်းလဲသွားပြီမလားအခုအလုပ်ဘယ်လိုလုပ်ကြတော့မှာလဲဘာမှစိတ်မပူပါနဲ့တော့အားလုံးစင်ပြေသွားလိမ့်မယ် ။မိုးရွာနေတာပဲရှိတာဘာမှမဖြစ်ပါဘူး။အခုမနက်စာစားပြီးရင်လုပ်ကူသွားကြမယ်။အဲ့ဒီရောက်ရင်ကျွန်တော်ကနွားမလေးတွေစီရနေနွားလို့ညှက်လိုက်မယ်။အကိုကဖောက်တယ်တွေကိုကြည့်လိုက်။ကောင်းပြီလေ။ညံ့ညံ့လို့တော့သွားကြရအောင်။ဘေး၊တားတို့ကလည်းကြောင်းလိုက်ပို့ပေးပါလား။ဒီလမ်းတဝက်မှာရင်။တားလေးတို့ကြောင်းကားလာခေါ်လိမ့်မယ်။အစရေမိုးရွာလိုက်တော့အဖေတို့ကနောက်ကျနေတာ။အဲ့ဒါကြောင့်အဖေကိုမနောက်ရှက်နဲ့တော့ဟုတ်ပြီလား။ကလေးတွေကလက်ခံတဲ့အနေနဲ့ခေါင်းငိမ့်ပြလိုက်ပါတော့တယ်။အဲဒီနောက်မှာရာသားနဲ့မင်းခန်းက ကျောင်းကိုကျောင်းကားနဲ့သွားလိုက်ပြီးတော့ရဲရင်တဲ့ဝေယံကတော့ကားစီးပြီးရွာကိုရောက်လာခဲ့ကြပါတယ်။အဲ့နောက်မှာသူတို့ညီကိုနှစ်ယောက်ကမြင်မြန်လေးဆိုင်ဖွင့်ပြီးရဲရင်ကနွားနို့တွေကိုယူလာလိုက်ပါတော့တယ်။အခုနွားနို့ဝယ်မဲ့သူရောက်လာပြီလား။ကျွန်တော်နွားနို့တို့ဘုံယူလာခဲ့တယ်။ခုချိန်ထိတော့ဘယ်သူမှမလာသေးဘူး။ဒါမဲ့ခဏနေရင်တော့ရောက်လာလိမ့်မယ်။ပေးအခုနွားနို့ပြေးလိုက်။ညီကိုနှစ်ယောက်ကသူတို့ရဲ့အလုပ်တွေကိုကြည့်ပြီးစိုးရိမ်နေကြတော့တာပေါ့။ အဲ့ဒီပြင်အခုချိန်ထိဖောက်သေးလေးတယောက်မှရောက်မလာပဲဖြစ်နေပါတယ်။ဒီချိန်မှာပဲလူတစ်ယောက်ကဘူးတဘူးကိုကင်ပြီးရောက်လာခဲ့ပါတယ်။ကိုဝင်စိုင်းဖွင့်ပြီလား။ကျွန်တော်ထင်တာဒီနေ့စိုင်းမဖွင့်တော့ဘူးလို့ထင်နေတာ။မြို့ကိုပြောင်းနေပြီဆိုတော့လေကျွန်တော်လည်းနွားနုပမာရောက်မလဲဆိုပြီးလိုက်ရှာရင်ထွက်လာခဲ့တာ။ဒါနဲ့အခုစိုင်းမှာနွားနုရှိလားဗျ။ရှိတော့ပါဗျာ။ကျွန်တော်တို့ရဲ့ကလေးတွေအတွက်ရွာဟုတ်ထားခဲ့ရပေမဲ့အလုပ်ကူပါထားခဲ့လိုက်တာလို့တော့မတွေးနဲ့ပေါ့။ ကျွန်တော်တို့ဟာကျွန်တော်တို့ရဲ့ဆိုင်မှာပဲလုလုံမှာပါကောင်းပါပြီကူဒါမဲ့ရွာကလူတစ်ဝက်လောက်ကတခြားဆိုင်မှာသွားဝယ်ပြီးနေကြပြီဆိုတော့ကျွန်တော်တယောက်ပဲဒီဆိုင်မှာလာဝယ်ရတဲ့သူဖြစ်နိုင်တော့တယ်ကျန်တဲ့သူတွေကလာမယ်လို့တော့မထင်ဘူးကိုမင်းတို့ရဲ့စကားတွေကိုနားထောင်ပြီးဝေရဲနဲ့ရင်းရင်တို့ကစိတ်မကောင်းဖြစ်သွားပါတော့တယ်ဒါပေမဲ့လည်းဘာတက်နိုင်ပါလဲအချင်းကြာကြီးဆောင်ပြီးတဲ့နောက်မှာတော့ဘသူမှမလာခဲ့ကြပါဘူးအကိုကျွန်တော်အထင်ဖောက်တဲ့တယောက်မှလာမှာမဟုတ်လားဘူး ဒါကြောင့်ဆိုင်ပိတ်ပြီးတော့အဖေရဲ့လဲဆိုင်ခင်းကိုတွားကြရအောင်မနေ့ကလေးကမိုးရွာနေတာရေကြီးသွားရင်အကုန်လုံးပျက်စီးသွားလိမ့်မယ်မင်းပြောတာမှန်တယ်ညီလေးကိုရုဆိုင်ခင်းတွေကိုတွားကြည့်ကြတာပေါ့ရရင်ညီလေးသိရလားအခုဘဝမှာဒီလောက်ဖောက်တဲ့အနေဆုံးလာတာကိုတခါမှမကြုံမှုသေးဘူးမျိုးကိုပြောင်းသွားတာနဲ့အလုပ်ပါထိခိုက်သွားမှာအခုကြောက်မိတယ်ညီဘာမှစိတ်မပူပါနဲ့အခုဒီနေ့ကပထမဆုံးအချိန်နောက်ကျသွားလို့ဖောက်တဲ့တွေနေသွားတာပါကျွန်တော်တို့ကနေတိုင်းနောက်ကျမှာမဟုတ်တာလာကိုညနေမဆောင်ခင်ဆိုင်ခင်းတွေကိုတွားကြည့်ကြရအောင် အဖေလည်းစိတ်ရရတာပေါ့ရရင်ရဲ့စကားကိုနားထောင်ပြီးဝေယံကဆိုင်ခင်းလေးကိုရောက်လာခဲ့ပါတယ်အဲ့ချိန်မှာမိုးရေကြောင့်ဆိုင်ခင်းတစ်ခုလုံးကရေရီကြီးနေပါတော့တယ်အဲ့နောက်မှာညီကိုနှစ်ယောက်ကဆိုင်ခင်းလေးကရေရီကိုထုတ်ပြီးမြို့ပေါ်ကိုပြန်ဖို့အတွက်ကားစီးလာကြပါတယ်ရရင် ကြည့်လိုက်အောင်ကောင်းကင်တစ်ခုလုံးမဲမောင်းနေတာပဲကြည့်ရတာမနှစ်လောက်အထိမိုးရွာမယ်ထင်တယ်မရောလောက်ပါဘူးကိုရေအကူကအများကြီးစဉ်းစားနေတာအဲ့လောက်ကြီးလည်းမစဉ်းစားပါနဲ့လား ဝင်းရံကစိုးရိမ်နေတာကြောင့်ဂျင်းရင်ကနှင့်သိမ့်ပေးလိုက်ပါတော့တယ်။ညီကိုနှစ်ယောက်ရဲ့အလားကိုအိမ်ကလူတွေလည်းစောင့်ဆိုင်နေကြတော့တာပေါ့။အတော်လေးကိုနောက်ကျနေပြီ။ကိုရဲရင့်နဲ့အကိုဝင်းရံကဘာလို့ပြန်မလာသေးတာလဲမသိဘူး။အမေအဖေပဲတော့ပြန်လာမှာလေ။နေ့တိုင်းဒီလိုသွားလိုက်လာလဲလုံနေတော်တော်လေးကိုဒုက္ခရောက်ရမှာ။ညီမလေးအထင်အကိုတို့ကရွာမှာပဲနေလိုက်တာကောင်းမယ်။မနေ့ပြန်လဲထပြီးတော့ပြန်သွားစရာမလိုတော့ဘူးလေ။ဒီလိုနဲ့ပဲအားလုံးကသူတို့ရဲ့အတွေ့အကြုံကိုပြောပြလိုက်ပါတော့တယ်။ တော်တော်လေးကိုနောက်ကျနေတော့တာပေါ့အဲ့နောက်မှာဝင်းရဲနဲ့ရင်းရင်တို့ကအင်ကိုရောက်လာကြပါတယ်အပြင်မှာမိုးရွာနေတာကြောင့်ဝင်းရဲနဲ့ရင်းရင်တို့လည်းမိုးရီဆူလာတော့တာပေါ့ရှင်တို့ကဆူလာတာပဲကိုရင်းရင်နဲ့အကိုဝင်းရဲဒီမှာတပတ်ယူပြီးတောက်လိုက်ကြအောင်ရင်းရင်နဲ့ဝင်းရဲကကိုကိုကိုမိုးရီတွေတောက်လိုက်ပြီးအောင်းလုံးတူတူထမင်းစားလိုက်ကြပါတော့တယ်ဒီလိုနဲ့ပဲတပတ်တာကုံဆုံးသွားပါတော့တယ်တပတ်တီတီမိုးရွာသွန်းတာကြောင့်ဝင်းရဲနဲ့ရင်းရင်လည်းအလုပ်ကိုမသွားပါဘူး ဒါကြောင့်လေအင်းရဲ့အချင်းလေးကကြက်တေးသွားပါတော့တယ်။ဘေးတအားနှစ်ယောက်ရဲ့စာမေးပွဲကနီးနေပြီ။ဆရာမကပြောတယ်စာမေးပွဲအတွက်ပတ်စံသွင်းပါတော့တဲ့။မသွင်းရင်တအားကိုစာမေးပွဲဖြေခွင့်ပေးမှာမဟုတ်ဘူးတဲ့။အခုလက်ထက်မှာပတ်စံတပြားတော့ရှိရမှာဘူး။ဘယ်ကပတ်စံနဲ့စာမေးပွဲဖြေဖို့ပတ်စံရမှာလဲ။တအားနှစ်ယောက်လုံးစိတ်မပူနဲ့။အခုရာသီဥတုကမကောင်းလို့ရာသီဥတုကောင်းသွားရင်ဖေတို့ပြန်ပြီးအလုပ်လုပ်လိုက်မယ်။ဒါဆိုရင်အကုန်လုံးစင်ပြေသွားပါလိမ့်မယ်။ နောင်မလေးတွေကိုအင်းဒီနာချင်းတွေအားစောက်ရှောက်ပေးနေတာတပတ်ရှိနေပြီ။မတို့နောင်မလေးတွေလည်းဘလို့နေမလဲမသိဘူး။တပတ်တိတိမိုးရွာသွန်းတာကြောင့်ဝေယံနဲ့ရင်းရင်းတို့လည်းအလုံးမသွားခဲ့ရပါဘူး။နောက်တစ်ပတ်ကြာသွားတဲ့နောက်မှာဝေယံနဲ့ရင်းရင်းတို့ကရွာကိုသွားပြီးစိုင်ဖွင့်လိုက်ပါတော့တယ်။တပတ်တိတိစိုင်မဖွင့်တာကြောင့်ဖောက်တယ်တွေကရင်းကိုနှေးသွားတော့တာပေါ့။အင်းတော်ပါလား။ဒီနေ့နောင်တို့မယူတော့ဘူးလား။ အကိုရူကတပတ်တောင်ပြောင်းနေရလေအဲ့ဒါကြောင့်ကျွန်တော်လေတခြားနွားတို့သမားစီမားပဲဝေရတော့တာပေါ့ဗျာအင်ဟိုတော်လာပူပြီးနေတော့ပြီထင်တယ်ကောင်းပါပြီအကိုကြည့်ရတာကျွန်တော်တို့အလုပ်ကရောင်းကောင်းမှမဟုတ်လောက်ဘူးကလေးတွေကိုလည်းပတ်စံပေးအောင်မယ်နွားတို့တွေကလည်းမရောင်းရတော့ဘူးကျွန်တော်အထင်နွားမလေးတွေကိုရောင်းမှပဲဖြစ်တော့မယ်နွားမလေးတွေလည်းရမ်းအောင်အားနေနေပြီဟုတ်တယ်ရဲ့ရင်အကိုလည်းအဲ့လိုပဲထင်တယ်ဖေးရအလုပ်ကိုပဲဆက်လုပ်ရတော့မယ်အကိုအထင်လည်းဒီအလုပ်ကပြစ်မှာမဟုတ်ဘူး ညီကိုနှစ်ယောက်ကအင်းရဲ့အခြေအနေနဲ့ကလေးရဲ့ကျန်းမာရေးတွေပညာရေးတွေကိုထောက်ထားပြီးနောင်မလေးတွေကိုရောင်းလိုက်ပါတော့တယ်။သူတို့ရဲ့နောင်တို့ဆိုင်လေးကိုလည်းပိတ်ချလိုက်တော့တာပေါ့။အဲဒီနောက်မှာညီကိုနှစ်ယောက်လုံးကပတ်စံယူပြီးမြို့ကိုပြန်လာတဲ့အချိန်မှာအမေကိုပတ်စံပေးတာတော့ဟုတ်ပါပြီ။အမေဒီထက်နဲ့တဝက်ကိုကလေးတွေအတွက်သမီးတွေပြန်ပေးလိုက်မယ်။ဒါပေမဲ့အမေကိုပြောပါအောင်ဒီပတ်စံတွေဘယ်နဲ့ရလာလဲ။ตาโรเนี่ยวกาตะหลอกปะสันนี่อายเบ้เนี่ยยะลาแล ကျွန်တော်ပြောတာကိုနားထောင်ပြီးတော့အမေတို့အတွက်ထူးဆန်းတယ်လို့ပဲဖြစ်ကောင်းဖြစ်နိုင်တယ်။ဝိုင်းလင်းနေသွားနိုင်တယ်။ကျွန်တော်တို့နှစ်ယောက်ကအင်းရဲ့ချင်းတွေကိုကြည့်ပြီးတော့နောက်မလေးတွေကိုရောင်းဖို့ဆုံးဖြတ်လိုက်ပြီ။ဘာပြောလိုက်တယ်။ဒါမဲ့ဘာလို့လဲ။အဖေမိုးရွာလို့တပတ်တိတိကျွန်တော်တို့အလိုမသွားကြဘူးလေ။အဲ့ဒီအတော်အတွင်းမှာကျွန်တော်တို့အများကြီးဆုံးရှုံးသွားကြရတယ်။ဟောက်တယ်တွေကလည်းတခြားနောင်တို့ဆိုင်မှာပဲချိတ်ဆက်လိုက်တော့တယ်။ဒီနေ့ဆိုကျွန်တော်တို့ညီကိုနှစ်ယောက်ဆိုင်မှာရင်ကောင်မောင်းရင်းနဲ့ပဲအချင်းတွေကုန်ဆုံးကြရတာ။ ရင်ကောင်မောင်းမယ်အစားရောင်းပြီးတော့မြို့ပေါ်မှာပဲလှုပ်လှုပ်တာပိုကောင်းမယ်လို့ကျွန်တော်တို့ထင်လို့ပါအဖေဖြင့်တကားမှတော့စေကုမရင်ကြည့်ခဲ့မိဘူးအိမ်နဲ့အတူတူအလုပ်ကိုပါရွာမှာထားခဲ့ရမယ်လို့လေသားတို့နှစ်ယောက်ကဒီမြို့မှာမလုပ်ကြမှာလေဘာမှစိတ်မပူပါနဲ့အဖေသားတို့နှစ်ယောက်မြို့မှာတခုမဟုတ်တခုလှုပ်လိုက်ပါမယ်မဟုတ်လားကိုဟုတ်တယ်ကြီးလေးဘေးကျွန်တော်စဉ်းစားနေတာကျွန်တော်တို့အဖေရဲ့စိုက်ခင်းပါပဲလှုပ်လို့ရင်ကောင်းမလားလို့စိုက်ခင်းပါလှုပ်လို့ရင်ဖောက်တယ်လို့နေတိုင်းမျောစရာမလိုတော့ဘူးပေါ့ ဘာပဲလှုပ်လှုပ်ပါသားတို့ရဲ့အိမ်အတွက်အဆင်ပြေအောင်လုပ်နော်အမေတို့နေတဲ့အိမ်ကလည်းငှားထားတာမနေ့ပြန်တပတ်ခါအိမ်ရှင်ကလည်းအိမ်လာခလာတောင်းနေလိမ့်မယ်ပြီးတော့ကလေးတို့ရာလည်းကိုပိုင်ကျောင်းတက်နေကြတာအခုလိုအကျက်တဲတွေကိုခန်းစားနေရတယ်လို့တခါမှမခန်းစားခဲ့ဘူးဓမီသားစုလုံးကစိတ်ညစ်နေကြပါတော့တယ်ဒီလိုနဲ့ပဲနေရတွေကုန်းဆုံးသွားရင်တလကြသွားပါတော့တယ်တလအတွင်းမှာဒုံဟီမာရဲ့အိမ်ကအရင်ကထပ်ပူးပြီးဆူရွာသွားပါတော့တယ်အိမ်ရှင်ကလည်းအိမ်ငှားကလာတောင်းနေပေမဲ့ ညီကိုနှစ်ယောက်ရဲ့လက်ထဲမှာပတ်စံတပြားတစ်ချက်မှမရှိပါဘူး။ကိုပညာအိမ်လာသာမပေးတာတလှကြော်နေပြီ။သက်သာချင်းကတော့စကကြီးစကကြီးတွေပြောနေတာ။လာကုန်တာနဲ့လာသာပေးပါမယ်မစိုးရိမ်ပါနဲ့ဆိုပြီးတော့အခုကျတော့ဘလို့ဖြစ်သွားတာလဲ။အကိုရေကျွန်တော်တို့အချင်းတွေကိုနားလေပေးပါ။ကလေးတွေမှလည်းအလုပ်ကမရှိသေးလို့ပါဗျာ။တော်ပါတော့ဗျာကျွန်တော်ဘာမှမသိကြဘူးနေရာတွင်ပတ်စံပေးရင်ပေးမဟုတ်ရင်တော့အိမ်ကနေဆင်းပေးရလိမ့်မယ်အင်းရှင်ကချင်းချောက်ပြီးသွားလိုက်ပါတော့တယ် တော်ဟီမာတို့ရဲ့အိမ်မှာစားဖို့တောက်ဖို့တောင်အချက်တည်းဖြစ်လာတာအိမ်လာစားအတွက်ဆိုရင်ပူပြီးတော့တောင်စူးရသွားတော့တာပေါ့ဒါပေမဲ့လည်းအိမ်ကလူတွေကအိမ်ရှင်ရဲ့စကားကိုရေးမလို့ဖိထားလိုက်ပါတော့တယ်ဒီလိုနဲ့ပဲနှစ်ရက်ကနေလေးရက်ကုန်ဆုံးသွားခဲ့ပြီးမိုးတွေဟာလည်းအဆက်မပြတ်ရွာသွန်းနေတော့တာပေါ့ဒါကြောင့်လည်းညီကိုနှစ်ယောက်လုံးကအလုံးမသွားတာလေးရက်ကြာသွားခဲ့ပါတော့တယ်မိုးတိတ်တဲ့နောက်သူတို့နှစ်ယောက်ကရွာကိုပြန်ပြီးစိုက်ခင်းကိုသွားကြည့်တဲ့အချိန်မှာစိုက်ခင်းတစ်ခုလုံးကလည်းမိုးရေကြောင့်ပျက်စီးသွားခဲ့ပါတော့တယ် ဒါကိုကြည့်ပြီးတော့ညီကိုနှစ်ယောက်လုံးကစိတ်မကောင်းဖြစ်သွားပြီးအင်ကိုပြန်ရောက်လာကြပါလေ။ကျမတို့ရဲ့ကန်းကိုကစိုးတာပါရှင်။ကလေးတွေရဲ့အနာကဲကိုကြည့်ပြီးမြို့တက်လာပေမဲ့ကန်တရားကြီးကပိုလို့တော်စိုးရွာလာတယ်။အိမ်ပိုင်ရှင်ကလည်းအိမ်လာခတောင်းနေတယ်။ကလေးတွေအတွက်လည်းပတ်စံသွင်းရအောင်မယ်။ဘာအရင်လောက်ရမှန်းတော့မသိတော့ဘူး။အိမ်တွေရှိခါတွေလည်းကုန်နေပြီ။အရင်ကရွာမှာဆိုနွားမလေးနဲ့ကောင်ရင်နွားနို့ရောင်းပြီးတော့အေးအေးဆေးဆေးဖြတ်တန်းလို့ရတယ်။အခုတော့စားဖို့တောက်ဖို့အတွက်ပါခက်ခဲနေရပြီ။ ချိန်မှနှစ်ယောက်လုံးကသူတို့ချင်းတွေကိုကြည့်ပြီးငိုလိုက်ကြပါတော့တယ်။အနာတောင်ငိုလိုပြီးသွားရင်နောက်မှာအလုပ်တွေကိုပြန်လုပ်လိုက်ကြတော့တာပေါ့။ဓမီသားစုလုံးအတွက်ထမင်းဟင်းတွေကိုလည်းချက်လိုက်တော့တာပေါ့။အားလုံးကထမင်းစားဖို့ထိုင်နေတဲ့အချိန်မှာအမေဒီတစ်ခါလဲရူတီနဲ့ပင်းဟင်းမေးချက်တာလား။ဒါပေပြားထမင်းကျော်စားကြင်လို့အမေကိုချက်ခိုင်းတာလည်းကြာနေပြီ။ဒါပေပြားထမင်းကျော်စားကြင်နေ။အမေတားလဲပေပြားထမင်းကျော်ပဲစားကြင်တာ။တားကိုလည်းပေပြားထမင်းကျော်ပဲကြွေးပါတော့အမေ။ ပေးပြားထမင်းညော်ပဲစားမယ်။ကလေးနှစ်ယောက်ကပေးပြားထမင်းညော်စားဖို့ကြီးကြနေတော့တာပေါ့။အမေနှစ်ယောက်ကလည်းကလေးတွေကိုဘာပြောပြီးဘလို့ချောက်ရမှန်းမသိပဲဖြစ်နေပါတော့တယ်။ဒီချိန်မှာတီရာကရာဇကိုရိုက်လိုက်ပါတော့တယ်။ပေးပြားထမင်းညော်နဲ့အိမ်မှာလူတိုင်းအောင်ဝမ်းတာနေတယ်လို့ထင်နေလား။နေကပေးပြားထမင်းညော်စားနေအောင်အိမ်မှာပါချက်လဲအဲ့ဒါပဲစား။ရိုတီနဲ့ပေးဟင်းမဲ့အိမ်မှာချက်နိုင်တာစားရင်စားမစားရင်အငက်နဲ့ကြားလား။သမီးတို့ရဲ့ကလေးကိုဘာလို့ရိုက်နေရလဲ။ အဲ့ဒီအတိုင်းသာစင်တော့မင်းတို့အားလုံးကရိုက်တင်တာပါစင်စားပြီးတော့မြို့ပြောင်းလာရတာလေကိုပိုင်ကျောင်းကရွာမှာလည်းရှိရပဲမလားအဲ့ဒီမှာလည်းတက်လို့ရတယ်လေကလေးတွေရဲ့ပညာရေးအတွက်ကြတော့တွေးပြီးတော့အိမ်အတွက်ကြတော့မတွေးကြအောင်အခုကြည့်မိုးရီကျောင်းနဲ့စိုက်ခင်းမှာပြက်စီးသွားပြီဒီနေ့တော့ပကံထဲမှာစားစရာရှိပေမဲ့ဒီတိုင်းသာဆိုရင်တော့ပကံထဲမှာပါစားစရာဘာမှရှိမှာမဟုတ်တော့ဘူးနော်အမေပြောတာမှန်တယ်စားစရာလည်းမရှိတော့တို့လို့နေစရာအိမ်လည်းရှိလာမှာမဟုတ်တော့ဘူးတမီးရထင် ။သမီးတို့ညပါအိမ်မြန်ထွက်ပြီးအလလုတ်သင့်နေ။ဒီတိုင်းသာဆိုရင်တော့ပူဆိုးရွားဖို့ပဲရှိမှာ။အမေ၊လက်ပြန်ကြသမီးနဲ့အမတီတာအပြင်ထွက်ပြီးအလလုတ်လိုက်မယ်။ဒီရနဲ့တင်းသားတို့ကအပြင်ထွက်ပြီးအလုလုဖို့အတွက်ဆုံးဖြတ်ချက်တွေချလိုက်ပါတော့တယ်။သူတို့နှစ်ယောက်လုံးကမလုပ်ချင်ပေမဲ့လည်းအင်းရဲ့အချင်းတွေကိုကြည့်ပြီးတော့ဒီလိုမျိုးဆုံးဖြတ်လိုက်ရတော့တာပေါ့။ကလေးတွေအတွက်ကျောင်းသားကအင်းကားကအတွက်နောက်နေမနဲ့မှချွေးမနှစ်ယောက်လည်းအလုရှာဖို့အတွက်ထွက်လာကြပါတော့တယ်။အမတို့ကဘာလို့လောက်ကြမှာလဲတင်းစား အမတို့ကမိန်းကလေးတွေဆိုတော့တွေ့ကြရလို့တယ်လုံးလို့လည်းမဖြစ်ဘူးလေအလုတ်ရွေးလို့မှဖြစ်မယ်အမပြောတာမှန်တယ်အလုတ်ကြမ်းလဲညီမလေးတို့ကလုံနိုင်တာမဟုတ်ဘူးဒါဆိုဘာလုပ်ကြမလဲရင်အေးအမလည်းအဲ့ဒါပြောနေရလေအမစဉ်းစားနေတာအမတို့အရင်ဆုံးဆိုင်အကူလိုအပ်လာလိုက်ရှာမယ်ပြီးကြမှအဲ့မှအလုတ်လုတ်ဖို့အဆင်ပြေမှာလေအင်းအမပြောတာမှန်တယ်အဲ့ဒီအတိုင်းပဲလုပ်ကြတာပေါ့တီရာနဲ့တင်စားတို့ကဆိုင်ကူလုတ်ကိုရှာလိုက်တော့တာပေါ့ ါပေမဲ့ကံမကောင်းစွာနဲ့ပင်ဘေးဆိုင်မှာမှလုံမရခဲ့ပါဘူး။ရှောက်သွားရင်သွားရင်နဲ့ပင်မျက်နှာစောင်းသွားပါတော့တယ်။အဲ့နောက်မှာသူတို့ချွေးမနဲ့အောင်လုံးစီမကောင်းဖြစ်သွားပြီးအင်ကိုပြန်လာကြတော့တာပေါ့။အမတို့ရဲ့ဘာဖြစ်သွားလဲ။အလုံးရလာလားမရအောင်လားရင်နေရာတိုင်းသွားပြီမဲ့အလုံးမရခဲ့ဘူးညီမလေးရဲ့။အရင်ကြည့်လဲမစိုးရင်ပါနဲ့မှမြို့ပေါ်မှာအလုံးရှာနေဆိုတာလွယ်ကူတဲ့အလုံးမဟုတ်ဘူး။ဘာမှမဖြစ်ပါဘူး။နောက်ကြတခုမှတခုရသွားမှာပါ။ညီမလေးပြောတာမှန်တယ်။ ဒါနဲ့ကလေးတွေရောဘယ်ရောက်ကုန်ပြီလဲကလေးတွေလားအခုနောက်တော့မှဒီနောက်မှစော့နေရပါဘယ်ရောက်သွားပါလဲတီးရီကဒီလိုပြောနေတဲ့အချိန်မှာပဲအိနီနာချင်းအိမ်ကနေအတန်တတန်ကိုကြားလိုက်ရပါတော့တယ်ဟေးနင်တို့ကဘာတူလဲဒီလောက်တောင်ဘေးပြားသမင်းကျော်စားခြင်းရင်အိမ်ကိုချက်ခိုင်းပါလားဘေးပြားသမင်းကျော်ကအိမ်အတွက်ဝယ်လာတာနင်တို့အတွက်ယူလာတယ်လို့ထင်နေရလားဒီကနေထွက်သွားလိုက်တော့အိနီနာချင်းရဲ့အတန်ကိုကြားပြီးတင်းစားနေသေးတာတို့ကအိနီနာချင်းအိမ်ကိုရောက်လာပါတော့တယ် ဒီအချိန်မှာသူတို့ကလေးနှစ်ယောက်ကလည်းအဲ့ဒီအိမ်မှာရှိနေတာကိုတွေ့သွားပါတော့တယ်။ဘသူကလေးတွေလဲ။ဘာလို့ငါတို့ရဲ့ပဲပြားထမင်းကြောင်မျက်စိကျနေရလဲ။ခွင့်လွတ်ပါရှင်။ရာစမင်းခန့်ဒီမှာဘာလုပ်နေရလဲ။တအားတို့အိမ်မှာကစားနေတဲ့အချိန်ဘေးအင်္ဂါနေပဲပြားထမင်းကြောင်အနှံ့လေးရလို့စားကျင်လို့ရောက်လာတာပါ။မင်းနဲ့အန်ဒီကအရင်လိုတားရုပ်အတွက်ပေးပြထမင်းကြော်လုံးမကြွေတော့ဘူးလေ။အဲအကြောင်းဒီယူလာခဲ့တာ။ဒါပေမဲ့နင်တို့လေးတွေအတွက်ပေးပြထမင်းကြော်မှားထားတာမဟုတ်ဘူး။ အမအမရဲ့ကလေးတွေကိုခေါ်သွားလိုက်ကလေးတို့ရဲ့လာအိမ်ကိုပြန်ရအောင်သူများရဲ့အိမ်ကိုမခေါ်ပဲသွားစီရလားပြီးတော့ညီမလေးတို့နှစ်ယောက်လည်းစကားကိုထိမ့်ပြောသူတို့ကကလေးတွေလေကလေးတွေဆိုတာဘာမှသိရမှာမဟုတ်ဘူးပေပြားထမင်းကြော်စားချင်လို့ဒီတိုင်းရောက်လာကြတာတင်စားရဲ့စကားကိုနားထောင်ပြီးတော့ကလေးတွေလည်းအင်ကိုပြန်လာကြပါတော့တယ်ကလေးတွေရဲ့အပြေကင်းစင်မှုနဲ့ပေပြားထမင်းကြော်ကိုစားချင်တဲ့ဆန္ဒကအမေရိကကိုစီမကောင်းဖြစ်သွားစီပါတော့တယ်ဒါပေမဲ့လည်းသူတို့ကဘာမှမတန်နိုင်ပါဘူး လေးတွေကိုအိမ်ပြန်ခေါ်လာပြီးလူကြီးနဲ့ပူစီနန်တောင်းကိုကျွေးလိုက်ပါတော့တယ်။ဒီလိုနဲ့ပဲတညတောင်ကုံဆုံးသွားပါတော့တယ်။ဒီလိုနဲ့ပဲတရက်နှစ်ရက်ကုံဆုံးသွားပြန်ပြီးအဲ့ဒီရက်တွေအတွင်းမှာပဲကျွေးမနှစ်ယောက်လုံးကအလုရှားဖို့ကြိုးစားခဲ့ပေမဲ့အလုမရခဲ့ပါဘူး။ဒီလိုနဲ့ပဲကျွေးမနှစ်ယောက်ကအလျှော့ပေးလိုက်ပြီးတော့အိမ်မှာထိုင်နေတဲ့အချိန်ရုတ်တရက်ကြီးရင်းရင်းကအင်ကိုရောက်လာခဲ့ပါတယ်။တင်သော အမတီလားအမတို့တီလားဦးမင်းမောင်တီလားမြို့မှာစားတော့ဆိုင်ဖွင့်ထားတယ်ဆိုတဲ့တယောက်လေး ရောင်မာနေတော့ဆိုသူ့အတွက်နဲ့နေတိုင်းပဲပြားထမင်းကျော်ပူပေးနေကြလေ။အဲ့ဒီဦးလေးမင်းမောင်ကအစည်းရန်ဖြစ်ပြီးဆိုင်မဖွင့်နိုင်တော့လို့တဲ့။အဲ့ဒါကြောင့်ဦးလေးကပဲပြားထမင်းကျော်ကိုရတာရှိရှိချက်ပေးနိုင်တဲ့သူလို့တဲ့။အမားတို့ချက်တဲ့ပဲပြားထမင်းကျော်ကစားလို့အကောင်းဆုံးပဲလေ။အမားတို့သာစမ်းထားရှိရင်ကျွန်တော်ဦးလေးမင်းမောင်ကိုပြောလိုက်ရမလား။ကိုရဲရင်ရဲ။ကျမတို့မင်းစရာပါလို့လို့လဲ။တခါတည်းလုံမယ်လို့ပြောလိုက်တာမဟုတ်ဘူး။ကြည့်နေလိုက်။ကျမနဲ့အမပေါင်းပြီးတော့အရတာရှိတဲ့ပဲပြားထမင်းကျော်ကိုချက်ပြီးရောင်းပေးမယ်။ တင်စားနဲ့တီတာတို့နှစ်ယောက်လုံးကမစင်းစားတော့ဘဲပေးပြားထမင်းကျော်ရောင်းပေးမဲ့ကိစ္စကိုလက်ခံလိုက်ပါတော့တယ်။ရရင်လေစင်းယုံကိုတွားလိုက်ပြီးဦးမင်းမောင်စီကနေဆိုင်တော့ကိုယူလာလိုက်ပါတယ်။အဲ့နောက်မှာချွေးမနှစ်ယောက်ပေါင်းပြီးတော့ပေးပြားထမင်းကျော်ကိုချက်ပြုတ်ပြီးရောင်းချကြတော့တာပေါ့။သူတို့ကစီထဲမှာမဆလာတစ်ချို့ကိုထည့်ပြီးပေးပြားကိုကြောလိုက်ပါတော့တယ်။အဲ့နောက်မှာထမင်းထည့်ပြီးတော့ပေးပြားထမင်းကျော်ကြောလိုက်တော့တာပေါ့။သူတို့နှစ်ယောက်လုံးကပေးပြားထမင်းကျော်လှုပ်တဲ့နေရာမှာအရင်ကထူးချွန်ကြတဲ့သူတွေပါ။ ဘေးပြောင်ထမင်းကျော်ရဲ့အနံ့လေးဟာလီနဲ့တူအဝေးကြီးကိုလွင့်ပြန့်သွားပါတော့တယ်။ဒါကြောင့်လူတတော်များများကဘေးပြောင်ထမင်းကျော်စားရဖို့အတွက်ဦးမေမောင်ရဲ့ဆိုင်ကိုရောက်လာခဲ့ကြပါလေ။ဝေါ။အနံ့လေးကမှွေးနေရပဲ။ဘေးပြောင်ထမင်းကျော်ပကံပြည့်ထည့်ပေးနော်။ဟုတ်ကဲ့ထည့်ပေးမယ်နော်။ဖရားကြီးကျေးဇူးတင်ပါတယ်။အနေဆုံးဖောက်တယ်လို့ရောက်လာကြလို့တင်စားနဲ့တီတာတို့ရဲ့ပေးပြထမင်းကျော်ရှင်နဲ့လေးကအဝီးကြီးထီကိုတင်းပြက်နေတော့တာပေါ့ အဲ့ဒီအနဲ့လေးကိုရှားရီသူတိုင်းပေးပြထမင်းကျော်စားတင်စိတ်တွေဖြစ်လာပြီးဆိုင်ကိုရောက်လာကြပါတော့တယ်။ဒါကြောင့်လည်းဆိုင်ကရောင်းကောင်းလာခဲ့ပါတယ်။ယနေ့ဘက်မှာဆိုင်ကပိုးတဲ့ပေးပြထမင်းကျော်ကိုအိမ်အတွက်ပါယူလာခဲ့လိုက်ပါတော့တယ်။ကလေးတွေလည်းရန်ကိုပြောသွားကြတော့တာပေါ့။ယေးအမေကတအားတို့အတွက်ပေးပြထမင်းကျော်ယူလာတာပဲ။ပြောဖို့ကောင်းလိုက်တာ။တအားတို့အားလုံးပေးပြထမင်းကျော်စားရတော့မေး။ဒီနေ့ငါတို့အားလုံးပေးပြထမင်းကျော်စားရတော့မှာပဲ။မစားရတာတောင်ကြာပြီ။ တကယ်ပါဒီလိုရတာမျိုးတောင်းတနေတာကြားနေပြီအဲ့နောက်မှာတမိသားစုလုံးကပျော်ရွှင်စွာနဲ့ပဲပေးပြထမင်းကျော်ကိုစားလိုက်ကြပါတော့တယ်။ရရင်ကဦးမင်းမောင်ရဲ့ဆိုင်ကရလာတဲ့ပစံတွေကိုယူပြီးလာပေးလိုက်ပါတော့တယ်။ဦးမင်းမောင်ကလည်းပဲချွေးမနှစ်ယောက်ရဲ့လောအားကကိုကြည့်ပြီးအံ့ဩသွားတော့တာပေါ့။ဝါ၊နှစ်ယောက်သားငါးထပ်တောင်ပူပြီးရှာနိုင်တာပဲ။တကယ်ကိုကောင်းတာပဲရရင်ရ။အဲ့နောက်မှာဦးမင်းမောင်က ပစံတဝက်ကို ချွေးမနှစ်ယောက်ရဲ့လစာနီးနဲ့ပြီးလိုက်ပါတော့တယ်။ဦးမင်းမောင်အစားချွေးမနှစ်ယောက်ကပင်စံကူတောင်းဝင်ယူပြီးလောက်ကင်နေတော့တာပေါ့။သူတို့နှစ်ယောက်ရဲ့လက်ရာကိုသဘောကျကြတာကြောင့်ဆန်ရဲ့ရောင်းအားကလည်းပူပြီးတော့ကောင်းလာခဲ့ပါတယ်။မြမကြီးပေးပြထမင်းကျော်ငါးပွဲစာထုတ်ပေးလိုက်ပါ။ဟုတ်ကဲ့ဖခင်ရေလုံငန်းဒီတိုင်းလေးပဲလက်ပတ်အောင်လုပ်ပေးပါနော်။အဲ့ဒါမှလူကအရှိမကောင်းကွက်မနေရမှာ။ဒီလိုနဲ့ပဲမနေ့ကနေညနေထိရောင်းနေရပါတယ်။ ကလေးတွေရောကျောင်းသားကတွေရော အင်္ဂါကတွေအားလုံးကိုရောကျွေးမနှစ်ယောက်ကသူတို့ရှာထားတဲ့ပတ်စံလေးနဲ့ပဲပေးလိုက်ပါတော့တယ်။ဒီလိုနဲ့ပဲနေရတွေကုန်ဆုံးသွားပြီးဦးမေမောင်လည်းပြန်ကောင်းလာခဲ့ပါတယ်။တရမောင်ဦးမေမောင်က ဆိုင်ကူလာတဲ့အချိန်တင်းသားနဲ့တီတာတို့လည်းဦးမေမောင်ရဲ့အရှိမရက်နေတော့တာပေါ့။အရင်ကကောင်းတာပဲ။သမီးတို့နှစ်ယောက်ကတကယ်ကိုတောင်းဝင်တိတက်တာ။ဦးလီယာသမီးတို့ရဲ့လုပ်ရည်ကံယူကိုသဘောကျတယ်။ဖောက်တဲ့တွေကိုလည်းမယုံနေစေခဲ့တယ်လို့ တမိတို့ကြောင့်လည်းပူပြီးတော့တောင်ဖောက်သေးတွေများလာခဲ့တယ်။အခုဦးလေးကပြန်ကောင်းသွားပြီဆိုတော့အလုပ်သေးပြန်ဝင်တော့မလို့အဲ့ဒါစဉ်းစားနေတာ။တမိတို့သာဆန္ဒရှိရင်ဦးလေးအလုပ်မှာဝိုင်းမီကူပေးလို့ရတယ်။ဟုတ်တယ်မလား။တမိတို့ကဒီလောက်တော်ရည်သူတွေပဲ။ကိုပိုင်ဆိုင်ဖွင့်ပြီးတော့တောင်ရောင်းလို့ရနေတာ။ဘလို့ပဲဖြစ်ဖြစ်ရှေ့ဆက်ဘာလို့မလဲဆိုတာတော့တမိတို့ပဲဆုံးဖြတ်ကြဖို့။ဦးလေးနဲ့အတူတူလှုပ်လှုပ်မလားမလှုပ်ဘူးလားဆိုတာ။ဦးမင်းမောင်ရဲ့စကားကိုနားထောင်ပြီးတင်းသားနဲ့တီးတာကခဏကြာစဉ်းစားလိုက်ပါတော့တယ်။ ိနောက်မှာချွေးမနှစ်ယောက်ကပြန်ပြောလိုက်ပါတော့တယ်။ဦးလျာအရန်ကိုကောင်းတဲ့သူပါ။သမီးစိတ်ထင်သမီးတို့ကိုယ်ပိုင်လောက်ကပိုကောင်းလိမ့်မယ်။အဲ့ဒါလည်းမြို့မှာမဟုတ်ပဲရွာမှာပဲလှုပ်ချင်တယ်။ဘာလို့လဲဆိုတော့မြို့ဆိုတာလေသမီးတို့ရွာသူတွေလို့မဟုတ်ဘူး။ဒီမှာဆိုင်ဖွင့်ဖို့ဆိုတာလွယ်တာမဟုတ်ဘူး။အဲ့ဒါကြောင့်ကျမတို့ရွာမှာပဲကိုယ်ပိုင်ဆိုင်လေးတစ်ဆိုင်ဖွင့်လိုက်မယ်။ပြီးရင်အရင်အလုပ်ကိုလည်းပြန်လုပ်ကြမယ်။ကောင်းပါပြီ။ဦးလေးလည်းနားလေပါလေ။ပြီးတော့သမီးရဲ့အကျန်းကအကောင်းဆုံးလို့လည်းဦးလေးထင်တယ် ချင်းမနှစ်ယောက်စကားကိုနားထောင်ပြီးဦးမင်းမောင်လေးရှေ့ဆက်လောက်ကိုင်းမှုအတွက်အားပေးလိုက်တော်တာပေါ့ရန်နေငယ်ကြားရင်းနောက်မှာသူတို့ဓမီသားစုလုံးအင်ကိုပြန်လာခဲ့ကြပြီးရွာကိုလည်းပြန်လာခဲ့ကြပါတယ်အဲ့နောက်မှာတော့ချင်းမနှစ်ယောက်ကကိုပိုင်ဆိုင်တီတီလေးဒီဇိုင်းကိုဖွင့်လိုက်ပြီးတော့ဘေးပြားထမင်းကျော်ကိုရောင်းချလိုက်ကြပါတော့တယ်အမရေညီမလေးတို့ကလှုပ်တာလှုပ်နေတာဖခင်ရဲ့ကောင်းချီကိုရနိုင်မလားမသိဘူးရည်ရွယ်ချက်ကောင်းကောင်းနဲ့စူးစမ်းတဲ့သူတိုင်းကိုဖခင်ကောင်းချီပေးပါတယ်ညီမလေးဘာမှမစိုးရိမ်နဲ့ညီမလေး အမတို့ရဲ့အလောက်ကတေချာပေါ့အစဉ်ပြေမှာပါတင်းစားနဲ့တီတာတို့နှစ်ယောက်ကဖျားနမေကိုရွတ်ဆိုကြပြီးအလုလုလိုက်ကြပါတော့တယ်သစားချင်းတော့လူသိမ့်မရှိပဲမဲ့ကြာလာတာနဲ့အမြတင်းစားနဲ့တီတာတို့ရဲ့ဘဲပြားထမင်းကျော်ဆိုင်လေးဟာရောမနမေကြီးလာပါတော့တယ်ယနေ့ငယ်အတွင်းမှာရင်သူတို့ရဲ့ကျူးသားမှုတွေနဲ့ရည်ရွယ်ချက်တွေလည်းအကောင့်ထဲပေါ်သွားပြီးသူတို့ဘဝကိုလည်းပြောင်းလဲစေခဲ့တော့တာပေါ့အဲ့ဒီနေရာမှာနေထိုင်ခဲ့တဲ့ချွေးမလေးတွေဟာ ီလိုနေရာမှာပဲကြီးပွားချမ်းသာလာခဲ့ပါတယ်။သူတို့ရဲ့အိမ်လေးဟာလည်းအရင်လိုမျိုးအဆင်ပြေချုံးမွေလာခဲ့ပါတယ်။သူတို့နှစ်ယောက်ရဲ့ယောက်ျားတွေဟာလည်းနောမလေးတွေကိုပြန်ဝင်လိုက်ကြပြီးအရင်ကဘဝကိုပြန်လည်ပိုင်ဆိုင်ခွင့်ရလာခဲ့ကြပါတယ်။ကလေးတွေကိုလည်းမြို့ကဘော်ဒါဆောင်မှာအပ်လိုက်ပြီးပညာသင်ကြားခန်းလိုက်ပါတော့တယ်။ဒီလိုနဲ့ပဲအရာအလုံးကအဆင်ပြေချုံးမွေသွားတော့တာပေါ့။ ဒီဗီဒီယိုလေးကိုကြိုက်နေတဲ့တဲ့ဆိုရင်တော့ကျွန်တော်ရဲ့ channel လေးကို like လုပ်ပြီး subscribe လုပ်ပေးခဲ့ပါဦးနော်။